ရစ်တာစကေခွနိတရမခွနိမနာရှိပြီးတော့တောင်ပြည်တဲ့ကမန်တုံမြို့နယ်ဟင်ဟောင်ရွာဆိုင်လင်းရွာနဲ့ထက်ကျက်ရွာတို့မှာဆိုရင်တမိုင်းဝင်စီတီပထုတ်တွေရိုင်းလဲပြိုကျတာရှိတယ်လို့နမ်ခမ်မြို့နယ်တာဘုံကျေးရွာကစီတီရဲ့ထီတော်ကလည်းမြေခခဲ့ရပါတယ်အလားတူနမ်ဆန်မြို့နယ်တဲ့ကအနောက်ကင်းကျေးရွာရဲ့တမိုင်းဝင်စီတီတို့လည်းပြိုကျပျက်စီးတာတွေရှိခဲ့တယ်လို့အာရမ်ကျေးရွာကစာတကြောင်တို့လည်းပြိုကျပျက်စီးသွားခဲ့ပါတယ်အလွန်ပြင်းထန်လာတဲ့ငလင်ပြင်းအားကြောင့်မိုးကုတ်ပြီးသူစေုံရဲ့အဆောက်အုံတို့ပြိုကျတာကြောင့်ထိခိုက်ဒဏ်ရာရတာရှိခဲ့ပါတယ် မိုးမိတ်မြို့မှာဆိုရင်လေငလီနန်ကြောင့်မိုးမိတ်ရွှေကူစီတီပြိုကျပျက်စီးသွားပါတယ်။တောင်ပြည်တွင်းကတချို့မြို့နယ်တွေမှာလည်းစီတီဘရိုးတွေပြိုကျပျက်စီးပြီးတော့တာတတိကအဆောင်တွေပါဝင်မိဘပြည်သူတချို့ရဲ့နေအိမ်တွေထိခိုက်ပျက်စီးသွားခဲ့ပါတယ်။မိဘပြည်သူတွေအနေနဲ့အလွန်ပြင်းထန်တဲ့ငလီကြီးရဲ့နောက်ဆက်တွဲငလီတွေရှိနေသေးတာကြောင့်အန္တရာယ်ရှိနိုင်တဲ့လုပ်ငန်းခွင်တွေကိုကိတ္တရနာထားဖို့ရိုင်းနေနေတဲ့အဆောင်အုံနဲ့ထက်မြင့်ဆောက်အုံတွေနားမှာ မနေကြဖို့လိုအပ်တယ်လို့မိမိတို့နေထိုင်တဲ့တိုက်တာအဆောက်အုံတွေအကွဲတာရှိမရှိစစ်ဆေးပြီးလိုအပ်ရင်ပြောင်းရွှေ့နေထိုင်ကြဖို့လိုအပ်ကြောင်းအထူးမေတ္တာရက်ခံတိုက်တွန်းလိုက်ရပါခင်ဗျာ